မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ညောင်လေးပင်မှာဖြီသူတအုပ်ကိုအရှင်လက်လက်လင်းလီတက်ဖြတ်မှုအပါအဝင်ဖြီသူ20ကျော်ကိုအစုလိုက်အပြုံလိုက်စစ်တပ်နဲ့အတူတက်ဖြတ်ခဲ့တယ်လို့ပြူစောတီကောင်းဆောင်လှိုင်မင်းဝန်ခံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ခမာယာ20တမ89ခမာယာ984နဲ့ခလာယာ51မှာအရာရှိများကဖြီသူများကိုတက်ဖြတ်ရန်အမိန်ပေးခဲ့တယ်လို့သိရပါတယ်။ဘကိုးတိုင်းညောင်လေးပင်မြို့နယ်မှာစစ်တပ်ကဖြီသူတအုပ်ကိုအရှင်လက်လက်လင်းလီတက်ဖြတ်မှုအပါအဝင်ဖြီသူ20ကျော်ကိုအစုလိုက်အပြုံလိုက်တက်ဖြတ်ခဲ့ကြောင်း ပြူစောတီကောင်းဆောင်လိုင်မင်းကဝန်ခံပြောဆိုလိုက်ပါတယ်။ဧပြီလ15ရက်နေ့ မွန်ပြည်နယ်စိုက်ထုံမြို့နယ်ကိုလာရောက်စဉ်ညောင်လေးပင်မြို့မြို့မ၅ရက်ကွက်မှာပြူစော်တီကောင်းဆောင်လှိုင်မင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်29အစ်စ်ပြူဟာအမှတ်1စစ်တပ်သားခွဲကလက်ရဖမ်းဆီးရရှိပြီးရနောက်အဲ့ဒီလိုဝန်ခံထွက်ဆိုလာတာပေါ့ညောင်လေးပင်မြို့နယ်အတွင်းမှာစစ်တပ်ရဲ့ခမာရ20ခမာရ984ခလာရ51နဲ့တမခွန်ခွန်တို့ကပြည်သူများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းတွေကိုကျူးလွန်ခဲ့ကြအောင်အဲ့ဒီလိုကျူးလွန်ရမှာပြူစော်တီပါပါဝင်ပတ်သက်ခဲ့ပြီးအတိကအဖြစ်စစ်ရာရှိများကအမိန့်ပေးစစ်ခိုင်းခြင်းဖြစ်ကြောင်းပြောပါရယ်2020 င်ခုနှစ်ဧပြီလ29ရက်နေ့ညောင်လေးပင်မြို့နယ်ပစောမြောင်ချီရွာမှာခန်းလာရ51နဲ့တွဲပတ်ပြီးနေမြေရှင်လင်းလုံစင်မိသားစုဝင်တောင်းကိုဖမ်းဆီးစစ်ဆေးပြီးအိမ်ကိုမိရှုကမိသားစုဝင်များအလုံးကိုပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းအဲ့လိုတပ်ဖြတ်ဖို့ခန်းလာရ51မှာပူကြီးကအမိန့်ပေးခဲ့ကြောင်းသိရပါတယ်။ 29ရက်လီလာ2023မှာကျွန်တော်တို့က51နဲ့ထပ်ပြီးတွေ့ရတဲ့အချိန်မှာအိမ်တွေရှင်းလင်းတဲ့အခါကျတော့သီရိုမီတာဆိုတွေကဘယ်မှသွားစရာမရှိလို့လို့ပြောတယ်။အဲ့ဒီဟာကိုတလက်မဆိုပြီးတော့51ကကဘူကြီးကဖမ်းလိုက်တယ်။အကုန်လုံးတိုင်မှာကျိုးတုပ်ပြီးတော့အိမ်ကိုမိရှုလိုက်တယ်။မိရှုတဲ့အချိန်မှာအော်တဲ့ဟာကိုစုနေတာပဲဆိုပြီးဘူကြီးကသူ့တပည့်ကိုမိရှုနေတဲ့အချိန်မှာပဲသွားပြီးတော့ပြတ်သက်ခိုင်းပါတယ်လို့ပြူစောတိလိုင်မင်းကဝန်ခံထွက်ဆိုပါတယ်။ပြည်သူများကိုအစုလိုက်အပြုံလိုက်တက်ဖြတ်ခိုင်းသူတွေမှာခမာယ90ခလာယ91တမခွန်ခွန်ခမာယ90 1584တို့မှအရာရှိများပါဝင်ပြီးနမိတ်အဖြစ်ပုံမှုနေလင်းဘူကြီးကျော်စွာလင်းဘူကြီးချစ်ကိုဝင်ဘူကြီးစော်မျိုးထွတ်တို့ပါဝင်ကတရင်မှုတွေအလုံးပါဝင်ကြောင်းသိရပါတယ်။အလားတူပစုံမြောင်ကျေးရွာတွင်မှပြူစောတိလိုင်မင်းတာဝန်ကြစဉ်တမခွန်ကွန်မှစစ်ကောင်စီတပ်ဖွဲ့ဝင်ကရုံးဆိုသူနှင့်အတူပြည်သူတအုပ်ကိုအရှင်လက်လက်လယ်လီတက်ဖြတ်ခဲ့မှုကြောင့်၎င်းကဝန်ခံထွက်ဆိုထားပါတယ်။ကျွန်တော်တို့ပစုံမြောင်ရွာတွေကစာတင်ကြောင်းတကြောင်းမှလူတန်တွေကြားတယ်ဆိုပြီးကျွန်တော်ကဖြတ်သွားဖြတ်လာလုပ်တယ်။အဲ့ဒီကြောင်းကိုကြော်သွားတယ်အဲ့ဒီကြောင်းလာရောက်တော့လူတန်ကြားလို့ဆိုပြီးတော့ကျွန်တော်တို့တွားကြည့်ကြတယ် ်သွားကြည့်ရဲ့အချိန်မှာတမခွန်ခွန်ကကရုံကအဲ့ဒီကကိုလိုင်းမင်းခမရတို့သွားကြည့်ကျွန်တော်တို့အပေါ်ကထောက်ပေးထားမယ်ဆိုတော့သွားကြည့်တယ်သွားကြည့်တော့လူတယောက်ကိုတွေ့ခဲ့ပါတယ်ဖမ်းလာခဲ့တယ်အဲ့ဒီလူကအသက်30ဝန်းကျင်လောက်ရှိပါတယ်သူ့အမိတော့သူကဗမာလူမဖြစ်ဘူးကရင်လူပဲပြောတယ်ပြောတဲ့အခါမှာသူကစိတ်နှံသလားမနှံဘူးလားလို့ကျွန်တော်အယူအဆကတော့မယူဆတတ်ဘူးအဲ့ဒီအချိန်မှာကျွန်တော်ကမေးလိုက်တဲ့အချိန်မှာဗမာလူလည်းမပြောတော့ကရုံကနေပြီးတော့ဒါဆိုရင် PDF ပဲဒီထဲမှာ PDF တွေအရင်တော့ခိုးအောင်သွားတာမင်းတို့ PDF ထဲကကြမ်းခဲ့တာမင်းတို့ဘာလာထောက်လန်းတာလဲမေးတဲ့အချိန်မှာ ကျောင်းဒီဘက်နားလောက်မှာဇီလန်လောက်မှာခေါ်သွားပြီးတော့မင်းတို့ဖွဲ့တွေဘက်မှာလည်းမှန်မှန်ဖြည့်မိတယ်။သူကဘမလိုမဖြည့်ဘူး၊ကရင်လိုလားရှမ်းလိုလားချင်းလိုလားမပြောတတ်ဘူး။တလောက်မိတာမဖြည့်အောင်ဟာဆိုပြီးကျွန်တော်ကိုချုပ်ခိုင်းပါတယ်။ချုပ်ခိုင်းထားပြီးတော့ကင်ပေးထားတဲ့ခါကျတော့ခေါင်းကနေကင်မယ်လို့ပြောလို့ခေါင်းကိုကင်ပေးထားတယ်။ငိန်အောင်သူကမင်းနေတာကိုသူရိုက်နှက်ပြီးမိတဲ့ခါကျတော့လည်းမဖြည့်အောင်မဖြည့်အောင်ဟာဆိုပြီးတမခုံခုံကကရုံးကလေပင်းကိုဓာတ်နဲ့လှိလိုက်ပါတယ်။တလောက်မဖြည့်ချင်းအောင်ဟာဆိုပြီးလေလိလိုက်ပါတယ်လို့ပြူစောတိလိုက်မင်းကပြည်သူတအုပ်ကိုလေလိတက်ခဲ့တဲ့ဖြစ်စဉ်ကိုပြန်လည်ပြောပြသွားတယ်။ ါတယ်။2023ခုနှစ်မေလ12ရက်နေ့ညောင်လေးပင်မြို့ရွာလှကုန်းကြီးရွာကိုရောက်ရှိက PDF တွေရှိရလို့သတင်းပေးမှုတွေကြောင့်ခမာယ20ကလက်နက်ကြီးနဲ့ပြခတ်ခဲ့ကြောင်းအဆိုပါဖြစ်စဉ်မှာပြည်သူ3တည်ဆုံခဲ့ကြောင်း2024ခုနှစ်ဇူလိုင်လရှေးပြူကန်ကြီးရွာကိုခမာယ984နဲ့စစ်ကြောင်းထိုးစဉ်ကြီးရွာအတွင်းစီးနှင်းပြခတ်ခဲ့ပြီးပြည်သူများတည်ဆုံမှုအရေးအတွက်ကိုမတိရသေးကြောင်း၎င်းကပြောပါရယ်။ဒါအပြင်ခမာယ984နဲ့ဒူးစစ်စင်းများလှောက်ဆောင်စဉ်ဈေးရောင်းပြန်လာတဲ့ပြည်သူကိုကိုမတင်ကားလို့ဆိုပြီးပြစ်တက်ခြင်းလျှော လုတ်ကင်နေတဲ့ရွာသား9ဦးကိုတပ်ဖြတ်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်း၎င်းကဝန်ခံပါသည်။ ပြူစောတိခေါင်းဆောင်လှိုင်မင်းကျူးလွန်တဲ့ပြည်မိုတွေမှာကြီးမားပြင်းထန်လွန်တဲ့အတွက်ထိုက်တန်တဲ့ပြစ်ဒဏ်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမှတ်29စစ်ဗျူဟာအမှတ်နှစ်စစ်ဒေသခွဲမှာရဲဘော်အီမင်ထွန်းကပြောဆိုပါရင်သူကျူးလွန်ထားတဲ့ပြည်မိုတွေကများတယ်ပြီးတော့ပြည်မှုကြီးတယ်အဲဒါကြောင့်ပြည်မှုနဲ့မျှတတဲ့ပြစ်ဒဏ်ရရှိအောင်ဆောင်ရွက်မှာပါလို့ပြည်သူ့ကာကွယ်တပ်မတော်အမှတ်29စစ်ဗျူဟာအမှတ်နှစ်စစ်ဒေသခွဲမှာရဲဘော်အီမင်ထွန်းကတရင်ဌာနကိုပြောဆိုပါရင်နောက်ထပ်တပုတ်အနေနဲ့ပမော်မျိုးသိန်းတိုက်ပွဲမှာစခခ21ကိုအပိသက်သိမ်းပိုင်နိုင်ဖို့နီးစပ်လာပြီး ီဖားကန်ကာမိုင်းလမ်းပိုင်းမှာတိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်အထိနာနေရကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပမော်မြို့တွင်တိုက်ပွဲမှာစစ်တပ်ရဲ့နောက်ဆုံးလက်ကျန်းစစ်စခန်းကြီးဖြစ်တဲ့စာခက21ကိုအပိသက်သိမ်းပိုင်နိုင်ဖို့နှိစက်လာပြီးဖြစ်ကြောင်း KIA ရှီလန်သတင်းရင်းမြစ်ကပြောပါရယ်။ပမော်မြို့တွင်တိုက်ပွဲမှာနေစဉ်တိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိနေကြောင်းစစ်တပ်ကလည်းနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေကိုလေကြောင်းများဒရုန်းများနဲ့တိုက်ခိုက်နေကြောင်းတော်လိုင်းတပ်များကမြို့ရဲ့နေရာများစုကိုစီးနင်းမိထားတော့လဲစစ်တပ်ကဆက်လက်ခုခံနေစေဖြစ်ကြောင်းသိရပါရယ်။ ဗမာမျိုးသိန်းတိုက်ပွဲကိုမနစ်ကဒီဇင်ဘာလမှစတင်ခဲ့တာဖြစ်ပြီးအခု9လကြာမြင့်နေချိန်တွင်တိုက်ပွဲများပြင်းထန်နေစဉ်ဖြစ်ကြောင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင်းဗမာမျိုးရဲ့နေရာများစုမှာမြေလောင်ပျက်စီးလျက်ရှိကြောင်းသိရပါသည်။ အလာဒူကချင်ပြည်နယ်ဖားကံမြို့နယ်လဝါကားမိုင်းဖားကံလိုင်းပဲမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားများအထိနာလျက်ရှိကြောင်း KYA စီရင်တဲ့တင်ရင်းမြစ်တွေကပြောပါရယ်မနေ့ကမေလာနေ့ရက်ဖားကံမြို့နယ်လဝါရွာကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KYA KPDF ပူးပေါင်းတပ်ဖွဲ့တွေက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုများပြားပြီးအဲ့ဒီနေ့မနက်7:00နာရီကမှတကြိမ်7:00နာရီမှတကြိမ်၄ကြိမ်မှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်စစ်တပ်စစ်ကြောင်းမှပြည်သူစစ်နဲ့ SNL တပ်ဖွဲ့များပူးပေါင်းပါဝင်နေပြီး အင်အား600ခန့်ရှိပြီးလဝါကားမိုင်းဖားကန်လိုင်းပိုင်းကိုထိုးဖောက်ဖို့လက်နက်ကြီး၄ကြောင်း drone ဖြစ်ကူတွေနဲ့တဖြည်းဖြည်းချင်းခြိတက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။မနေ့ကဆိုရင်လေလဝါရွာအနီးတစ်ဝိုက်မှာဖားကန်လမ်းပိုင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီပြည်သူစင် SNN ပူပေါင်းစစ်ကြောင်းနဲ့ KYA PDF ပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေမနေ့ကဆိုရင်လဝါရွာနားမှာသူတို့အိမ်တအိမ်မှာရှိနေတဲ့ချင်း KYA PDF ဖွဲ့က drone နဲ့တိုက်တာမှာအထိခိုက်များတယ်။သူတို့ဘက်ကအထိခိုက်များတော့မနေ့ကမနေ့ပိုင်း7နိုင်လောက်မှာတစ်ချိန်7နိုင်လောက်မှာတစ်ချိန်၄ကြောင်းတိုက်ခိုက်မှုနှစ်ခေါက် ုပ်သွားတယ်လို့ KIA စစ်သတင်းအရင်းမြစ်တွေကပြောပါရတယ်။ မနီယာမေလာနေ့ရက်ညနေ3:00နာရီခွဲကဖားကန်မြို့နယ်ကန်စီဖြူဟာကုန်းကိုဖြူဟာမှုအသည့်ပို့ဆောင်ဖို့ရဟန်းရင်တစည်းစင်တက်ခဲ့ပြီးအဲ့လိုစင်တက်နိုင်ဖို့ဝီဟင်မှာဂျက်ဖိုက်တာတစည်းနဲ့ကင်းထောက်ပြောင်းဝဲခဲ့ကြောင်းဖားကန်တမကုန်းကို KIA KPT ရဲ့တပ်ဖွဲ့ဝင်တွေကပိတ်ဆို့ထားတဲ့အတွက်ရဟန်းရင်စင်တက်နိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။မနီတုံးကညနေ3:00နာရီခွဲလောက်မှာလည်းဖားကန်ကန်စဲဖြူဟာကုန်းကိုရဟန်းရင်တစည်းစင်နဲ့ဖြူဟာမှုအပြောင်းရွှေ့ရှိတဲ့ကြားတဲ့လူကြီးလာပေါ်တာပေါ့ပြီးလို့ရှိရင်ဂျက်ဖိုက်တာတစည်းကအပေါ်ကနေဝဲပြီးပတ်ပြီးတဲ့ခွေး းတွေကတော့ဖားကန်တက်မကုံမှာလီရင်မစင်ရတော့ကန်ဆယ်မြောက်ဘက်မှာရှိနေတယ်ဖြူဟာကုံပဲစင်တာတက်မကုံမှာကာကွယ်ဖို့စောင့်နေတာသူတို့မစင်ရဘူးလို့ KIA တတင်းရှင်းမြစ်တွေကပြောပါတယ် ထို့အတူဖားကန့်မြို့အဝင်လမ်းတွေဖြစ်တဲ့ကာမိုင်းနိုင်ရဖားကန့်အင်းတော်ကြီးဝှေခါဖားကန့်လမ်းပိုင်းနဲ့တာမခန်ဆယ်စင်းဖားကန့်လမ်းပိုင်း၃ခုလုံးကို KIPD ရဲ့တပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးဖားကန့်မြို့ကိုဖောက်နိုင်ဖို့အကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းဖားကန့်မြို့ပေါ်မှာတိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကအပြစ်ခံရဲစိန်ကြီးညာထားပြီးမြေကချင်းပြည်နယ်တော့စစ်ကြောင်းတောက်လျှောက်ထိုးနေတဲ့လဝါကာမိုင်းဖားကန့်လမ်းမှာအင်အား600လောက်ပါတဲ့စစ်ကြောင်းကဖားကန့်ဘက်ကိုစစ်ကြောင်းထိုးတာတပတ်ကျော်ပြီးတိုက်ပွဲတွေ နေ့တိုင်းတောက်လျှောက်ဖြစ်နေတဲ့ဖားကန်ကိုလည်းစစ်အင်အားတွေဖြည့်တင်းနေတဲ့ KIA KPDF တွေထိန်းချုပ်ထားတဲ့ဖားကန်လမ်းပိုင်းကိုသူတို့ကပြန်လိုချင်တာပေါ့အဲဒါကြောင့်စစ်ကြောင်းတောက်လျှောက်ထိုးနေရရရှိတယ်။လက်နက်ကြီးပစ်ကူ drone ပစ်ကူတွေနဲ့တရက်ကုန်နည်းနည်းချင်းစီရှေ့တိုးလာတာပေါ့လို့ KIA စီရင်တဲ့အရင်းမြစ်တွေကပြောပါရယ်။နောက်ထပ်တပုတ်အနေနဲ့ရွှေဘုံမြို့နယ်ပလိုင်းရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုနှစ်ရက်ဆက်တိုင်း drone နဲ့ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်တိုက်ဆုံမှုရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်ပလိုင်းကြီးရွာမှာထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စ စ်ကောင်စီတပ်သားတွေကိုနှစ်ရက်ဆက်တိုင်း drone နဲ့တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ ထိခိုက်သေးဆုံးမှုရှိကြောင်းအလာဝကမှတာဝန်ရှိသူတောင်းကပြောပါရယ်ဧပြီလ28ရက်နေ့နဲ့ဧပြီလ30ရက်နေ့လိုမှာရွှေဘိုမြို့နယ်ပလိုင်းချင်းရွာမှာအထိုင်းချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုနှစ်ရက်ဆက်တိုင်း drone နဲ့တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိကြောင်းသိရပါရယ် အဲဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိဘဲတော်လိုင်းရဲဘော်များအနေနဲ့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ပလိုင်းကြီးရွာကပြူစောတိရွာပါအင်အားကတော့စစ်သား18ယောက်လောက်ရှိမယ်။ပြူစောတိတွေကပြူစောတိကအင်အား200ရှိရဲကျွန်တော်တို့ဒရုန်း3စီးနဲ့ခြားတာပါ။အေပီလာ28ရက်နေ့နဲ့30ရက်နေ့နေရက်စတိုင်းခြားတာပေါ့။အထိခိုက်ကတော့ကျွန်တော်တို့အနေနဲ့အတိအကျမသိရဘူး။အထိခိုက်ကတော့ရှိရဲအဆောင်ပြက်စင်းရဲ့လူတော်တိရတယ်။မမြင်ရတော့မပြောတာပါ။ ပုံတိကြတာကတော့သူတို့အနေနဲ့အစာဦးတွေပေါ်ချတာဆိုတော့အတိပြောက်ကတော့ရှိမှာပါပောက်ကွဲပြီးရင်လူတန်တွေစူညံနေတာငိုတန်တွေရောကျွန်တော်တို့အနေနဲ့အစင်တင့်တင်တလို့ရန်သူတီနီယာကိုအကောင်းဆုံးနဲ့အထီရောက်ဆုံးဖြစ်အောင်ကြိုးစားတာပါစည်ရည်ရွယ်ချက်နေနဲ့ပြောရရင်တော့ရန်သူကိုအငိမ့်မနေရအောင်၆လန့်ချင်း၆တဲ့သဘောပါလို့အာလာဝကမှာတာဝန်ရှိသူတအုပ်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုအာလာဝက PDF မုံရွာခရိုင်တိုင်ရင်လေးမုံရွာခရိုင်တိုင်ရင်လေးတက်ခွဲနှစ်မှာ၅ကွန်မန်ဒိုမုံရွာခရိုင်တိုင်ရင်ရှိတက်ခွဲနှစ်မှာမိုးချိုးကြည်စံပြောက် ကြားတပွဲရင်းမပင်ခရိုင်တရင်29 Golden Star Force ရွှေဘုံမြို့နယ်ပကဖနှင့်နေမြေကန်ပကဖများပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်